ပတ်စံလေးကမွေးစိတ်အနေနဲ့စုထားတာလေးပါရှင်။မွေးစိတ်အနေနဲ့စုထားတဲ့ပတ်စံလေးတွေကိုဖတိမဒီပတ်စံလေးတွေကိုပေါ့။ငင်းဟိုပေါ့နော်ပတိမတွေရှိလားဆိုမရှိပါဘူးမချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပတ်စံလေးပါ။သမီးရှင်တွေကျွေးတဲ့ပတ်စံလေးပေါ့နော်ဈေးရောက်နိုင်မှဒီတရလေးတွေထည့်တယ်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့မြန်မာနိုင်ငံမှာပေါ့နော်ငလျင်ဘေးတင့်ပြည်သူများအတွက်ကိုဒါတိုးလေးစုဆောင်ထားတဲ့ပတ်စံလေးတွေကနေပြီးတော့စုစုပေါင်းအဲစုပေါင်းထဲမှာတော့ဘယ်လောက်ရှိတယ်တော့တိုးလေးမသိသေးဘူးပေါ့ အလုံးမင်္ဂလာပါမိုးအချန်နယ်လေးကကြိုဆိုလိုက်ပါတယ်မိုးခုတဆက်ပြကျင်တဲ့ဗီဒီယိုလေးကတော့သခိုင်းမှာပေါ့နော်ငလင်ပေးတင်ပြသူရဲ့အတွက်ကိုတော့ရလူတန်းပေးမယ်ဒီဆယ်လီဈေးတက်လေးတွေရဲ့ဗီဒီယိုလေးကိုတဆက်ပြမှာဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဒီဆယ်လီတွေကပေါ့နော်ဈေးကြီးတဲ့ပစ္စည်းတွေရောင်းပြီးတော့ဆယ်လီဖြစ်လာမှုပေါ့နော်ဒီဖက်တီမဆိုလို့ရှိရင်လည်းအချိန်ပေါင်းရအောင်ပေါ့နော်ဒီတရက်ဆိုလို့ရှိရင်လည်းဘေးထုတ်ရောင်းပြီးတော့မှသူတို့ဆုထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီငလင်ပေးတင်ပြသူရဲ့အတွက်ကိုတော့ရလူတန်းပေးမှာဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့တော်တော်လေးမှလေးစားဖို့လည်းကောင်းတယ်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးဖို့ခင်ဗျာရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှာကွန်မန့်လေးတွေ ေးပြလို့ရပါရှေ့ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်တို့ကတငယ်ချင်းလေးတို့တစ်ခုလောက်ပြောချင်းလို့ပေါ့နော်ဖတိမဖြစ်တော့ကလည်းပေါ့နော်ဈေးမြောင်းကတော့စိတ်ပူပြီးတော့ဝိုင်းဝန်းဝိုင်းဝန်းပေးကြတဲ့ချစ်ရတဲ့သူတွေထမင်းချင်းတွေပေါ့နော်အခုငရင်ဖြစ်တော့လည်းပေါ့နော်ဖတိမစူးစမ်းထားတဲ့ပတ်စံလေးတွေရှိပါတယ်လို့အဲ့တော့အချင်းမောင်းစရောင်ကလေးစူးထားတဲ့ပတ်စံလေးပေါ့နော်ဒီမှာပါရှင်ချင်းမောင်းစကလည်းစူးထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီပတ်စံလေးကမွေးစိတ်နေနဲ့စူးထားတာတွေပါရှင်မွေးစိတ်နေနဲ့စူးထားတဲ့ပတ်စံလေးတွေကိုဖတိမဒီပတ်စံလေးတွေကိုပေါ့ ငင်းငင်းဟိုပေါ့နော်ပတိမာတွေရှိလားဆိုမရှိပါဘူးမချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပတ်စံတွေပါသမီးချင်းတွေကျွေးတဲ့ပတ်စံတွေပေါ့နော်ဈေးရောက်နိုင်မှတိတတွေတော့ထည့်တယ်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့ချိန်တော့ဆိုရင်တော့40 48 50နေပြီးတော့ရှိမထင်တာပဲချိန်ဒီမချိန်ဒါတွေဖတိမမွေးစိတ်နေနေဆိုလဲစုထားတဲ့ပတ်စံလေးတွေကိုပေါ့သမီးရှင်တွေရောတူတူပေါင်းဖတိမအားပေးရချေရတဲ့သူတွေတူတူပေါင်းလို့ပေါ့နော်ဖတိမမနဲ့ဖြန်ကြရင်ပေါ့နော်ဖတိမတကယ်ချင်းအိုးဝင်ကားပြီးတော့ပေါ့နော်ဈေးရုံကြီးကိုလဲသွားလူပါမယ် ဆေးရုံကြီးတို့အမရဘုရားဆေးရုံတို့စကိုင်းဆေးရုံတို့ပေါ့နော်တက်နိုင်နေအားပေါ့နော်ဒီပတိမတို့ဒီနာဟိုဟာပလီတို့ပေါ့နော်တက်နိုင်နေအားနဲ့ပါပတိမတက်နိုင်တာကတော့တက်နိုင်နေအသူများကြီးလို့အများကြီးတဲ့လို့လည်းမရှိပါဘူးပေါ့နော်ဒါတက်နိုင်နေအားမွေးစိတ်တွေစုထားတာပါရှင်ဒါအချင်းမောင်ယောင်နဲ့ပတ်စံနေပေါ့နော်အချင်းမောင်ယောင်တော့စုထားတာတွေတရက်တရက်တွေစုထားတဲ့ပတ်စံလေးတွေပါအဲ့ဒါလေးကိုပေါ့နော် အပြက်ပေါ့နော်ကိုဆေးရုံဆိုဆေးရုံ ိုတက်နိုင်နေရတဲ့55သိန်း55သိန်းဒီစေးရုံကိုလုမယ်ပိုစေးရုံ10သိန်းဆို10သိန်းအဲ့လိုမျိုးပေါ့နော်ဒီပတ်စံတွေကိုရည်ကြည့်ပြီးတော့လူပါမယ်လို့ဒါကဖတိမတယောက်အားနဲ့မဟုတ်ပါဘူးကွာနော်ဆုထားတဲ့ပတ်စံတွေပါလို့နော်ဒါဖတိမတယောက်အားနဲ့မဟုတ်ပါဘူးကွာနော်ဖတိမကိုချစ်ပေးကြပြီးတော့နော်ဒါက မလာပြီးတော့လာအားပေးကြတဲ့ပေါ့နော်ဖတိမရဲ့ချေရတဲ့သူတွေအားတွေအကုန်တူတူပါပါတယ်လို့တကယ်လည်းစိတ်မကောင်းပါဘူးလို့အခုဒီလည်းလေဖတိမကိုလေဒီလိုဖြစ်နေရတာမှငင်းနေဖြစ်နေရတာမှလေဈေးရောင်းအားဖို့အဆင်ပြေရလားဈေးရောင်းအားမမလားဆိုပြီးစိတ်ပူပြီးတော့ဈေးရပြန်ရောင်းလို့ရပါပြီလို့နော်စိတ်ပူကြပါလေလို့ဒါသမီးရှင်တွေအကုန်လုံးပါတယ်ပတ်စံမှာလို့ပေါ့နော်ဒါဈေးရောင်းပတ်စံစုထားတာမွေးစိတ်ပါညာဆိုစုထားတဲ့ပတ်စံလေးပါဒါကိုဖတိမလူပါမယ်ရှင်တကယ်လူပါပါเนาะတကယ်ကိုစိတ်ကြရနေအမှန်ပေါ့เนาะစိတ်သူတကယ်တော့မကောင်းပါဘူးလို့ ပတိမကိုလည်းဖုံးဆက်ပြီးစိတ်ပူပေးကြသူတွေလည်းတကယ်ကျေးဇူးတင်ပါဒီပတ်စံတွေကိုပတိမစေးရုံကြီးကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်ဘုံကြီးเจ้าကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်အားနဲ့ပေါ့နော်ကိုတက်နိုင်တဲ့အားနဲ့ကိုအိုးဝင်နဲ့မနေ့ပြန်ကိုစပွားပါမယ်လို့အခုကနည်းနည်းလေးနေလက်တားပြီးတော့မနေ့ပြန်စေးရုံလိုပါတော့သွားလူပါမယ်ရင်းဒါလေးရီးပြီးညနေကျရင်လည်းဘယ်လောက်ရတယ်ဆိုရင်ပြောပါမယ်ပေါ့နော်အလေးဒီပစံဒါသမီးချင်းတွေအားလုံးရဲ့ပစံမှာပတိမအားပေးကြသမီးချင်းတွေအားလုံးပစံကိုပတိမဒါစုစုထားရပါနော် အခြေဆက်လိုက်တာလေးစူးလိုက်ဆိုပြီးတော့မွေးစိတ်တွေပါစူးထားတဲ့ပတ်စံတို့ခတိမထမင်းရှင်နေနဲ့တူတူသွားလူပါမယ်ချင်းတက်နိုင်နေအားနဲ့ပါနော်ချမ်းသာလို့လည်းမဟုတ်ပါဘူးရှီလည်းမရှိပါဘူးရှင်ဈေးရလည်းပြန်ရောင်းလို့ရပါပြီရှင်စိတ်တစင်းရပြီလူတိုင်းမှာပြန်လို့ပြန်မရောင်းတာပါရှင်အားလုံးပဲမင်္ဂလာပါရှင်အခုဗီဒီယိုလေးရကြတော့တိုးလေးကမြန်မာနိုင်ငံမှာပေါ့နော်ငလင်ဘေးတည်ပြည်သူများအတွက်ကို ဒါတိုးလေးစုတောင်းထားတဲ့ပတ်စံလေးတွေကနေပြီးတော့စုစုပေါင်းအဲစုပေါင်းထဲမှာတော့ဘယ်လောက်ရှိတယ်တော့တိုးလေးမသိသေးဘူးပေါ့နော်ဒါစိုင်စားဖွင့်မှီဆိုတဲ့ကတိုးလေးစုထားရလေးပေါ့နော်အဲကိုကိုတိုင်းလည်းဟိုအပြေးအလွာဖြစ်နေတဲ့အချိန်ဒါတကုံးမြို့မှာလည်းတိုးတိုးနေပြီးတော့တကုံးမှာလည်းအသေးရောက်ပြီလည်းရှိတယ်တိုက်ပြီလည်းအပြိုကြီးအများကြီးရှိရပေါ့နော်ဒါတော့တိုးလေးကကိုကိုတိုင်းသွားမလုနိုင်လို့ဒါမခိုက်နှင်းဝင်ရှိရနေပြီးတော့တိုးလေး တင်းတရနဲ့မှ30တို့လေးလူတန်းပေးသွားမှာဖြစ်ပါရဲ့အခုလောတယ်တို့လေးပတ်စံဘလောက်ရှိအောင်ရေးလာအောင်မယ်နော်ဒါတော့တို့လေးစိုင်စပ်ပွင့်ပါဆိုရဲအမြက်လေးတွေကနေပြီးတော့ပေါ့နော်ဈေးရောင်းလို့ရတဲ့အမြက်လေးတွေကနေပြီးတော့နည်း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 စုထည့်ထားလေးပါဒီတစ်ခါဖြစ်သွားတယ်ငလင်ပေးကြီးရကြတော့ပေါ့နော်တို့လေးကိုယ်တိုင် အဲမြေပြင်ကိုကွင်းစင်းပြီးတော့လိုက်မလုနိုင်ဘူးဆိုပေမဲ့ဒါတကယ်လိုအပ်တဲ့လူတွေလက်ထဲကိုရောက်မယ်မခိုင်ရင်ဝင်စီရနေတိုးလေး330တီလူတန်းပေးသွားမှာဖြစ်ပါတယ်အဲကိုကိုတိုင်းလည်းပေါ့နော်ဒီငလင်လှုပ်နေတဲ့အချိန်မှာကိုကိုတိုင်းလည်းခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုဘာပြောလို့ပြောမှန်းမသိဘူးပြောကြစကားရလည်းမရှိတော့ဘူးဘာပဲဖြစ်ရဒါတိုးကအခုဟိုလိုင်းပေါ်မှာတွေ့နေရတယ်ဆိုလို့ရှိရင်အများကြီးတော်သေးတယ်ကိုကိုကိုကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်တကယ် ဟိုဖြစ်သွားတယ်ကိုမျက်စိရှေ့နေမဲ့အသေးပြောက်တွေအများကြီးပဲတိုးတိုးတကုံးမြတ်တကုံးပါလဲပေါ့နော်တိုက်တွေပြိုးတချို့ဆိုလို့ရှိရင်အဲ့လိုကျက်သွန်ဈေးရောက်တဲ့သားမိလေးတွေတည်ရဲတကုံးမှာအများကြီးပဲတကုံးပါလဲတော်တော်များပါတယ်အဲ့တော့တိုးလေးတကယ်ကိုပြောစရာစကားမရှိပါဘူးအခုဆိုလို့ရှိရင်ဆိုင်ရလဲပိတ်ထားတယ်တိုးလေးတို့ online နေလဲ line နေပြန်ရရတဲ့ စာရီပြန်ဖြေပေးပါမယ်လို့ပြောချင်ပါတယ်เนาะအလုံးမဲ့တို့လေးအဲအနည်းငယ်ကင်းပေးရှင်းကြပါစေလို့မြန်မာနိုင်ငံကြီးနဲ့အမြန်ဆုံးအဲကက်ကြီးသုံးပါးမှာကြော်လွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အလုံးမဲ့တတပါ Hello အားလုံးပဲမင်္ဂလာပါရှင်။ market လေးဒီ market ဂျပန်မှာပေါ့နော် market market အလူခံအလူခံပေးထားတာဂျပန်ရောက်မြန်မာတွေပေါ့နော် market တို့ဂျပန်ရောက်တဲ့ညီကောင်မောင်နှမတွေအားလုံးစုပေါင်းပြီးတော့အလူခံ market ကောက်လိုက်တာ ဂျပန်ရဲ့1390ရပါတယ်မြန်မာငွေနဲ့အကြမ်းကြီးတွက်မယ်ဆိုရင်တော့မှတိတ်1100 100ကျော်ရရပါတော့နော်1000 1000နဲ့မှ100ကျော်ရပါတယ်ဒီလူငွေအားလုံးကိုမာကတ်မြန်မာပြည်ကလိုအပ်တဲ့ အဲဘောနော်ပြည်သူတွေရှိမြေပြင်ဆင်းတဲ့မောင်လေးညီမလေးစီကိုအမတွေစီကိုတိုင်ရလူတိုင်းပေးကောက်มาဖြစ်ပါတယ်ဒီငွေတွေကမခက်အခုလောစေတော့ဟိုငွေပွဲစားနဲ့ဒီနေ့တွေ့ပါလို့ရှိရင်လွှဲမယ်ဘောနော်ဘလောက်ဘလောက်ရိတ်နဲ့လွှဲပြီးတော့ပတ်စံဘလောက်ထက်ရတယ်ဆိုတာကိုလည်းမခက်ပြောပြပေးသွားပါမယ်အခုလောလောစေတော့မခက်ဟိုလူတွေဘက်ကိုခဏအအောင်စိုက်နေရမလို့အလူကန်ကောက်တာလေးပြီးတော့ခဏရက်ထားပေးတာ ရက်ထားပြီးတယ်ပေါ့ရက်ထားတယ်ပေါ့နော် market အလူငွေပြန်ကောက်တဲ့ခါကျလို့ရှိရင်လည်း market post ပြန်ပြီးတော့တင်ပေးပါမယ် market ဘယ်နေရာလို့လှူခဲ့တယ်ဘယ်နေရာလို့ဘလောက်လှူတယ်ဆိုတာ market တက်တော့မှာလာမတင်တော့ပေါ့နော်တက်တော့ market ဒီနေ့မှပဲအာဒီ post တင်ပြတာပေါ့နော်တက်တော့အားဆိုတဲ့ခါကျတော့ market ဘယ်နေရာဘလောက်လှူရတယ်ဘလောက်ဘလောက်ရနေပြီဆိုတာကို market ရဲ့ facebook account ပေါ့နော် facebook account မှာ market တင်ပေးထားပါလေလာဝင်ပြီးတော့ကြည့်လို့ရပါတယ်အဲ တခြားပေါ့နော်အလူငွေထည့်ကျင်တဲ့လူတွေလည်း market အလူငွေပြန်ကောက်တဲ့အခါကျလို့ရှိရင် market နဲ့တူတူ market ရှိမှလာပြီးတော့အလူငွေလာထည့်ပေးနိုင်ပါတယ်ပေါ့နော် market လေးနောက်ဆုံးအနေနဲ့တခုတောင်းဆိုစရာရှိတာလीပေါ့နော်အမကွန်ကြီးနေမနောက်ချက်ကြပါနဲ့အအခုညီမကြီးမှာပေါ့နော်လူတိုင်းကြီးကွယ်ဝဲနေနေတဲ့အချိန်မှာ TikTok ဆော့တာလေးပြီး live လွှင့်ပြီးတော့ပန်တောင်းတာလေး live လွှင့်ပြီးတော့တချီဆိုတာလေးကိုနည်းနည်းတော့ short ပေးစီချင်ပါတယ်ပေါ့နော်ဒါ market တောက်ဆိုတာပါ မင်္ဂလာပါရှစ်တို့ရေမနေ့ပြန်ကြရင်စကိုင်းတွားချမယ်စကိုင်းကိုဘရင်ဒေးတင်နေတဲ့ပြည်သူတွေပတ်သူကြရခုထိုင်ပြီးတော့ငုံနေရမယ်ဆိုတော့တနေ့တနေ့ကိုလေ Facebook ကြည့်လဲငုံရလိုက် TikTok ပဲလှည့်ကြည့်လဲငုံရလိုက်နဲ့စိတ်တွေမရှမ်းတာအညာတော့လင်မြန်နှစ်ယောက်တိုင်ပင်ပြီးတော့ယောက်ျားကြီးလို့မိန်းမတို့တွတ်တူကြအောင်လို့ဆိုတော့ယောက်ျားလည်းလူကျင်တယ်တဲ့သူလည်းဒီမှလည်းပစံလည်းအခုတလောကပြက်နေကိုလူကျင်တလောက်မရှိဘူးပေါ့နော် ဲ့ဒါနဲ့ရတယ်လို့သူကသူပစ္စည်းရရောင်းမဲ့ရောင်းခြင်းကိုလို့ရတယ်လို့မိမပစ္စည်းရရောင်းမဲ့ဆိုပြီးတော့စိန်လက်ကောက်လေးတစ်ခွင်းပေါ့နော်စိန်လက်ကောက်တစ်ခွင်းရောင်းတာ390ရတယ်390ရတယ်ဟိုမှာသူ့ရဲ့အရင်ရှိတဲ့ပတ်စံနဲ့သူစုဘူးထဲမှာလည်းရှိသေးတယ်ပတ်စံပေါ့နော်အဲ့ဒါလေးလဲဖောက်အကောအရင် KB တွေရလဲထုတ်ဝီထဲရလဲထုတ်ဘယ်နဲ့ရလဲထုတ်အကောနော်သိန်းတရာပေါ့နော်သိန်းတရာပြည့်အောင်နော်လှူမယ် ခုဈေးတွေတော့ဝယ်လာခဲ့ကုန်ပြီကားထဲမှာကားကတော့သေးတယ်ပေါ့နော်ကားတော့အပြည့်ဝယ်ထားပြီဒီဘက်ပေါ့ဂျူရီယာဘက်ကနေပြီးတော့ပေါ်တဲ့ဟာတွေပေါ့နော်ဒါကြက်ဥတွေဘာတွေရတော့ဟိုဘက်ဝေါ်ဘက်ရောက်မှဝယ်တော့မယ်အဲ့ဒါထိုင်ပြီးငိုနေရမယ့်အစားကိုရီးယားစစ်မီးတွေတောက်နေတယ်စစ်ဘေးတွေဖြစ်နေတယ်ကိုတွေမပောင်းရေဘေးတွေဖြစ်တယ်ကိုတွေလွတ်ရကြရမှနေရတယ်အဲအဖက်ဖက်ကဒီနိုင်ငံကြီးပေါ့အဆုတ်ပြတ်တက်နေတဲ့နိုင်ငံကြီးမှာ ပြည်သူကိုပြည်သူကပဲပြန်ကြရမယ်အခြေအနေတွေဖြစ်နေပြီလေ။အော်ဒါကစိတ်ဝက်ခဲ့တဲ့ပေါင်းချတယ်။အဲ့ဒီလိုအချိန်မှာအရင်ပူလောင်ရတယ်။ကြည်ပြီးမျက်ရည်ကျနေရပူပြီးတော့ပူလောင်ရတယ်။အဲ့တော့ကြံရှိနေတဲ့ကိုရီးယားဘယ်နေ့ဘာဖြစ်မလဲမသိဘူး။ကြည့်လိုက်လေတရားရစရာကြီး။တမနစ်ဆိုတဲ့အချိန်လေးမှာမြန်မာနိုင်ငံကြီးကိုအကုန်လုံးလူရဲ့အသက်တွေဘဝတွေအကုန်လုံးနှုတ်ယူသွားတာတဘာဝဘေးကြီးရ။အဲ့တော့ကိုရီးလည်းဘယ်နေ့ကိုဘာဖြစ်မလဲ။အကူကနေ့မြညပြောင်းမဟုတ်ဘူး။အခုမြင်အခုပြောင်းပြီးလို့ဖြစ်နေရ။ အဲ့ဒီအချိန်မှာငါတို့တွေကလှူဖို့ချန်နေချန်ထားခဲ့ပါလားငါတို့တွေလှူဖို့ကြံခဲ့ပါလားဆိုတဲ့အသိစိတ်တွေနဲ့ဒီမှာလှူပါတယ်ဟိုတော့ကလည်းလှူတယ်အရင်ကလည်းလှူခဲ့တယ်ဒါပေမဲ့ line ပေါ်မတင်ဘူးပေါ့နော်မတင်ဘူးဟိုဝစားတဲ့ဆိုမရှိတော့ဘူးဟိုနေ့ကတခါလှူလိုက်တာလက်မြန်းလေးရောက်လာပြီးဖာကြီးနဲ့တဖာလိုအပ်တဲ့နေရာကိုလှူလိုက်တာပေါ့နော်အခုတော့မနေ့ပြန်တော့ထွက်မယ်လို့လက်မြန်းလေးကကိုတူကိုယ်ထအလှူပဲပေါ့နော် အခုတော့လိုအပ်တာတွေအချို့မှောက်နေဒီဘက်ကပေါ်တာတွေပေါ့နော်ဒီဇိုရီယာပစ္စည်းနဲ့ပေါ်တဲ့ဟာတွေကိုအကုန်ဝယ်တင်ထားတယ်ငါတက်တာတွေစပြမှောက်နေအဲနေပြီးတော့ပဲနိုးတွေပဲနိုးတွေဝယ်ထားတာတော့အများကြီးပဲဒီမှာပေါင်ချာထဲမှာတော့ဒီမှာအခုဝယ်ထားပြီးဆယ်သိန်းမို့တော့ဝယ်ထားပြီးနောက်ထပ်ဟိုမှာဘုံမှုတရား PC ရဘုံမှုတရားကလည်းလှူအောင်မဲတဲ့ညနေလာယူပါအောင်နဲ့ဆိုတော့ကိုကတရားတရားကြုံမှာပေါ့နော်လှူခြင်းလဲလူမလှူခြင်းလဲနေပေါ့ ဒါပေမဲ့လှူရင်တော့ကောင်းတာပေါ့ရှင်အခုကဟိုရေပေးလည်းမဟုတ်ပေါ့နော်အခုခါကြီးအရှင်နေအရန်နဲ့စိုးနေတာကြီးတွေ့ရမြင်ရစိတ်မချမ်းသာဘူးကိုဖြစ်နေတာနဲ့တောင်မှခံစားနေရတယ်လို့ပဲအော်ငါတို့တော့ဖြစ်ခဲ့ငါတို့မှနေစရာအိမ်ချနေတယ်အိုးရှိနေတယ်ဆိုတော့စိတ်တွေနဲ့ဖြေလို့ရတယ်နောက်ထပ်ကြရင်လိုက်ကြမလားရှစ်တို့อืมအော်ပြောရအောင်မယ်ယောက်ျားလို့မိန်းမအားလို့ဒါကဝိစေရလောက်ထားဆွေကျူးတကြက်တာကြော်ပေါ့နော် စိတ်ထဲကတော့ပေါက်ပေါက်တဲ့အချိန်ပေါ့နော်အဲ့တော့ကိုရဲ့ဒါကတော့ကိုပူလိုလိုယူလာတယ်ဝင်းဟိုပါဦးဇွဲထက်ကဇွဲထက်ကဆိုတော့ကိုလမ်းမှာဘယ်လိုပဲဖြည့်ရှင်းဖြည့်ရှင်းသူစုဘူးလဲဖောက်မနေဘင်းအင်းအကြအလုံးမဲလို့အခက်ကြီးကြုံလာတဲ့အချိန်ကိုရဲ့ပြည်သူတွေကိုပဲတဲ့ပြည်သူတွေဒုက္ခရအောင်လားလေကိုတွေပြည်သူတွေမှမကယ်ရဘလို့လို့ဒီပြည်သူတွေ ျော်ရွှင်နိုင်ကြမှာလဲလို့မြန်မာနိုင်ငံကြီးလည်းအများဆုံးအေးချမ်းမှာတော့စိတ်တွေလည်းစိတ်ရရပါတယ်ရင်းနေလည်းပူရပါတယ်အားလုံးပဲလူတန်းနိုင်ကြပါစေစိတ်ရှင်းတာပါတော့လူမျိုးဘာသာတာဒနာမယွေအကုန်လုံးပေါ့နော်အယုတ်လည်းအမြတ်မယွေကျမတို့ဒုက္ခရောက်နေတဲ့လူတွေကိုတန်းတူမှာပါလို့အားလုံးပဲတာဓုခေါ်နိုင်ကြပါစေဒါကျမကိုလည်းပဲပေါ့နော်ကျမလှူနိုင်တန်းနိုင်တာကြီးလဲကျမရဲ့စူးစမ်းမှုတွေလည်းမှန်တယ်ဒါပေမဲ့ကိုက စိတ်ကောင်းစေတနာကောင်းနေနဲ့အလုံးလုံးတဲ့နေရာမှာစီးပွားချတဲ့နေရာမှာလူတွေအပေါ်ငဲ့ညာတဲ့စိတ်တွေဆိုတော့ငဲ့ညာတဲ့ customer တွေကအားပေးတဲ့သူတွေလည်းအများကြီးပဲပေါ့နော်ကိုယ့်ရဲ့စီးပွားရေးအဲ့ဒီလိုကြအားလုံးပဲကျမ်းမာချမ်းသာကြပါစေဒီလူလေးမှာပေါ့နော်အဲ့ဒီမှာတော့မနေ့ပြန်မနေ့ခင်း၄နာရီလောက်ထပ်မယ်လင်းများ၂ယောက်ထဲကဟာတော့တယောက်တယောက်စီမောင်းသွားမှာပေါ့ရှင်နော်ဘာမှမဖြစ်ပါဘူးလို့လှုပ်နိုင်တာကိုပဲပြောပါတယ် ဒီဒုက္ခတွေရဖြစ်နေတဲ့အချိန်ယူလူပေးနိုင်တာဘယ်ကျမတို့အရန်နဲ့ပြော့ပါတယ်ပီတိဖြစ်ရပါတယ်ဒါတော့အပူအလိုယူပါတော့မယ်လမ်းမှာမလောင်းရင်မလောက်တလို့ရှင်းတယ်လို့အားလုံးပဲတတနှစ်ချက်စကိုင်းမှာတွေ့ရင်ခေါ်ကြပါနော်နှစ်ချက်လာခဲ့မယ်ပူတော့ကလေးမျှဝေခံစားကြမယ်နော်ဒါပါပဲရှင် မောဗီဒီယိုလေးကိုစောင့်တိလက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအမတွေကပေါ့နော်တတော်လေးကိုမစိတ်သက်ပြေးနေပေါ့နော်။ဒီရောင်းနေတာကဘေတော့စိတ်သက်ကတော့ရွှေထုတ်ပဲပေါ့နော်။တတော်လေးလည်းလေးစားဖို့ကောင်းတယ်။ချိနေတဲ့အမျိုးတွေလည်းတစ်ဖက်တစ်လက်ကပါဝင်ကူညီပြီးတော့လှူဒါန်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။မောဗီဒီယိုလေးကိုစောင့်တိလက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လီတဲ့တင်ဟာသဗီဒီယိုဒီပူတူတရရဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မိုးရဲ့ channel လေးကို like subscribe နဲ့တောက်ဆပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား။